ကျွန်တော်ရဲ့ခန္ဓာကိုယ်မှာစီကြောက်တယ်ပြီဆိုလို့ရှိရင်အခုကျွန်တော်ပြပြမဲ့လက္ခဏာတွေဖြစ်လာနိုင်ပါတယ်တကယ်လို့ကိုကစီမကောင်းမှုခံစားနေရတယ်စီကြောက်တယ်နေတယ်ထင်တယ်ဆိုလို့ရှိရင်အခုကျွန်တော်ပြပြမဲ့အချက်တွေနဲ့စစ်ဆေးကြည့်လိုက်ပါအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာတီခန်ထုံးမှဖြစ်ပါတယ်အဲ့တော့စီကြောက်တယ်ပြီဆိုလို့ရှိရင်ပထမဆုံးဖြစ်လာမဲ့လက္ခဏာကကြတော့ခါနာတာပဲဖြစ်ပါတယ်အဲ့တော့ခါနာမယ်ဒီခါနောက်ကြောနာတတ်ပါတယ်အဲ့တော့တကယ်လို့ကြောက်ကညာဘက်မှာရှိခဲ့မယ်ဆိုလို့ရှိရင်ညာဘက်ခါညာဘက်နောက်ကြောနာတတ်ပါတယ် တကယ်လို့ဘယ်ဘက်မှာရှိမယ်ဆိုလို့ရှင်တော့ဘယ်ဘက်ခါဘယ်ဘက်နောက်ကျော်နန်းတတ်ပါတယ်เนาะဒါတော့ပထမဆုံးအချက်ဖြစ်ပါတယ်ဒါအပြင်ဥမာဒီစီးသွားတဲ့အချိန်မှာလည်းပဲနာကျင်မှုဝိဒနာခံစားရနိုင်တယ်အထူးသဖြင့်ဒီကြောက်ကစီးအိမ်ထဲမှာရှိတဲ့အခါမှာဖြစ်ပါတယ်ပူလောင်တဲ့ဝိဒနာလိုမျိုး burning sensation ကိုခံစားရမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ဒါကနာကျင်မှုအကြောင်းဖြစ်ပါတယ်ဒုတိယအချက်အနေနဲ့ကကြတော့အဖျားတက်တာပဲဖြစ်ပါတယ်တကယ်လို့ကိုကစီးမကောင်းဘူးအဖျားတွေအရင်ကြီးနေပြီ ချက်လုံကြီးချားနေပြီဆိုလို့ရှိရင်ဒါအရေးကြီးတယ်ရှောင်းတဲ့ချက်ချင်းပြဖို့လိုအပ်ပါတယ်အဲ့တော့ကြောက်တယ်တာကဒါလူနာကိုတော်တော်ဒုက္ခပေးနေတာဖြစ်ပါတယ်အဲ့တော့စီးပိုးဝင်နိုင်တယ်စီးပိုးဝင်ပြီးတော့ဒါအဖျားတက်ပြီးတော့လူနာကချမ်းတော်ပြီးတော့ဖြစ်နေတာဖြစ်ပါတယ်အဲ့တော့ကိုကစီးမကောင်းဘူးအဖျားရဲ့ကြီးနေရဆိုလို့ရှိရင်ဒါစီးပိုးဝင်တဲ့လက္ခဏာစီးမကောင်းတဲ့လက္ခဏာစီးကြောက်တယ်တဲ့လက္ခဏာဖြစ်ပါတယ်ဟုတ်ပြီနောက်ထပ်အချက်အနေနဲ့ကကြတော့ပြုတ်အန္တရာဖြစ်ပါတယ်အဲ့တော့လူနာကကြောက်ကလည်းရှိနေတယ်ဖျားလည်းဖျားနေရဆိုတော့ပြုတ်အန္တရာက ဖြစ်နိုင်ပါတယ်။ဓာတ်ပြုံမှာစီးသွားတဲ့အခါမှာအစီးထဲမှာသွေးပါတာမျိုးဖြစ်နိုင်တယ်။စီးပညာခေါ်တော့ hematuria လို့ခေါ်ပါတယ်။အဲ့တော့ပုံစံကြည့်မှန်ဆိုလို့ရှင်စီးကအယောင်ရင့်နေတာဖြစ်နိုင်တယ်။အညူအောင်ဖြစ်နိုင်တယ်။ဒါမှမဟုတ်ဒီပန်းရောင်ဖြစ်နိုင်တယ်။ဓာတ်ပြုံမှာအနီရောင်မျိုးသွေးရောင်ဖြစ်နေတာမျိုးလည်းဖြစ်တတ်ပါတယ်။တစ်ခါလေမှာတော့ဒီလိုမျိုးမျက်စိနဲ့မြင်ရတာမဟုတ်ပဲနဲ့ microscope နဲ့ကြည့်မှမြင်ရတာမျိုးလည်းရှိပါတယ်။နော်အဲ့တော့ကိုယ့်ရဲ့စီးအယောင်ပြောင်းနေပြီဆိုလို့ရှင် စီးကြောက်တယ်လားဖြစ်နိုင်ပါတယ်နောက်ထပ်အချက်တစ်ခုအနေနဲ့ကကြတော့ဒီစီးထဲမှာအနက်နံပါအနက်နံတာပဲဖြစ်ပါတယ်အဲ့တော့ကိုကစီးသွားလိုက်ပြီးအစီးကအနက်မကောင်းဘူးအရင်လိုအနက်မဟုတ်တော့ဘူးအရင်လိုစီးအနက်မဟုတ်တော့ဘဲနဲ့အနက်ကဆူဆူဝါးဝါးဖြစ်နေပြီကိုအရာလူတယောက်ကတော့ပြောနေပြီဆိုလို့ရှိရင်ဒါစီးပိုးဝင်ပြီးတော့ဒါစီးကြောက်တဲနေတာဖြစ်နိုင်ပါတယ်ရေးကြည့်ပါတယ်ဆောင်းနဲ့ချက်ချင်းပြပါကျွန်တော်ကကြောက်တယ်လေဆိုတော့ကဒီတောက်ကအမုံလေးတွေပဲဆိုလို့ရှိရင်အရင်ကြီးပြဿနာမရှိဘူး။ဒါပေမဲ့ကြောက်ကအရင်ကြီးနေတာမျိုးဖြစ်နိုင်တယ် တစ်ခုကဒီစီးလမ်းကြောင်းသွားပိတ်တာမျိုးဖြစ်နိုင်တယ်စီးပိုးဝင်တာဖြစ်နိုင်တယ်ဒီလိုမျိုးအချက်တွေနဲ့ကိုက်ညီနေပြီဆိုလို့ရှင်တော့ကျွန်တော်အနေနဲ့ရှိတယ်ဆောင်းနဲ့တေးချပြဖို့လိုအပ်တယ်အဲ့တော့ကြောက်အမုံလေးရှိလာလောက်ကကြတော့ကျွန်တော်ကဒီကိုယ့်အသားကိုအိမ်မှာရေတောက်လိုက်မယ်နောက်တစ်ခုကဒီအချင်းတက်ပါတဲ့အသီးနဲ့နေစားလိုက်မယ်လို့ဆက်ချနေမယ်ရေမြမြတောက်မယ်ဆိုလို့ရှိရင်ပြန်ပြီးတော့တောင်ကောင်းနိုင်ပါတယ်အဲပြောမှဆိုရင်တော့အထွေထူးဆေးကုကြတာမလိုဘူးဒါပေမဲ့အခုနပြောသလိုစီးလမ်းကြောင်းပိတ်သွားပြီကြောက်ကအရင်ကြီးနေပြီနောက်တစ်ခါစီးပိုးဝင်ပြီးတော့ အဖျားတွေမှာတက်နေပြီဆိုလို့ရှိရင်တော့ဒါပော့ဆာလို့မရဘူးဆောင်းနဲ့ချက်ချင်းပြမှာဖြစ်ပါတယ်เนาะအဲ့တော့နောက်ထပ်အချက်တွေအနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ဒီစီးခဏခဏသွားတာပဲဖြစ်လာတယ်အဲ့တော့ကိုကစီးကြိုယောဂမရှိဘူးအရင်လိုမဟုတ်ဘူးစီးကခဏခဏသွားနေတယ်အဲ့သွားတဲ့အချိန်မှာလည်းအရင်မများဘူးနည်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 းခဏခဏသွားနေပြီဆိုလို့ရှိရင်လည်းဒါစီးပိုးဝင်တဲ့လက္ခဏာဖြစ်နိုင်တယ်လို့ပဲစီးကြောက်တယ်တယ် လက္ခဏာလည်းဖြစ်နိုင်ပါတယ်အဲ့တော့ကိုကစီးလို့မရှိဘူးဆိုရင်ဒါစီးပိုးဝင်လာလားစီးကြောက်တဲ့နေရာလားစစ်ဆေးလို့ရပါတယ်အခုကျွန်တော်ပြောသွားတဲ့အချက်တွေကကြာတော့အခဏကောမှာစီးမကောင်းတော့ဘူးစီးကြောက်တယ်ပြီဆိုလို့ရှင် ဖြစ်ပေါ်လာနိုင်တဲ့လက္ခဏာတွေပဲဖြစ်ပါတယ်တကယ်လို့ကိုကစစ်ဆေးခြင်းလည်းဆိုလို့ရှင်ကျွန်တော် ပြောတဲ့အချက်တွေနဲ့စစ်ဆေးကြည့်ပါတန်တရားရှိတယ်ဆိုလို့ရှင်ရှားအောင်နဲ့ပြပါတကယ်လို့အဖျားတွေတက်ပြီးတော့ စီးပိုးဝင်တဲ့လက္ခဏာဖြစ်တဲ့ချက်တုံဖျားတာစီးလက်မကောင်းတာမျိုးဖြစ်လာခဲ့ပြီဆိုလို့ရှိရင်တော့ဆရာအောင်နဲ့ချက်ချင်းပြပါလို့ပြောရင်းနဲ့ဗီဒီယိုလေးကိုဒီကောချုပ်ပြရစေအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်